မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဒီနေ့မှာတော့ဆရာကမတ်လ2025မတ်လ21ရက်နေ့ကနေလကုန်အထိအင်္ဂါသသမီမိတ်ဆွေတွေအတွက်တပတ်စာချောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစတန်းကိုဆရာကတားတော်နဲ့ဟောကြားပေးมาဖြစ်ပါတယ်ဒါကြောင့်အင်္ဂါသသမီမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲပြီးတော့မိတ်ဆွေအင်္ဂါသသမီတွေအားလုံးကံရဲ့အခြေအနေကိုဆရာတို့တားတော်ဆွေးပြမှာပဲဒီ2025ခုနှစ်မတ်လနောက်ဆုံးအပတ်တာအတွင်းမှာဆိုအင်္ဂါသသမီမိတ်ဆွေများ မကြခင်မှာအခွင့်အလမ်းကောင်းတွေယူရကြကောင်းတွေပေါ်ပေါက်လာတော့မယ်မိမိဖြစ်လို့သောကိစ္စမျောလင်းတောင်းတသာသောကိစ္စမိမိဖြစ်ရှင်တဲ့ဆန္ဒတွေဟာထူးထူးကဲကဲပဲမကြခင်မှာ တေးကြတဲ့ဖြစ်ကိုဖြစ်မြောက်လာတော့မှဖြစ်တဲ့အတွက်ရီမန်းချက်တွေစိတ်ကူးတွေဟာအကောင့်တွေပေါ်ဖို့အတွက်အခွင့်အလမ်းကောင်းနေဖြစ်တယ်။ငကိုကမိမိအနေနဲ့ဒါကြီးကိုလှုပ်ရှင်တဲ့ကိစ္စမျိုးကိုဥမာယာရုတိုးဖို့အလုံးအရာဖို့လုပ်ငန်းခိုင်ခန်းနဲ့ပတ်သက်လှူဖို့တန်းဖို့အစရှိတဲ့ကောင်းခြင်းအပြပြကံကောင်းမှုတွေဟာမကြခင်မှာရရှိလာတော့မယ်ဆိုတဲ့ကံမျိုးဖြစ်နေပါတယ်ခင်ဗျာ။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အခွင့်အလမ်းကောင်းတွေကိုမကြခင်ပြေလောကလာတော့မှဖြစ်တဲ့အတွက်စိတ်ရှည်တည်ခံပြီးစောင့်ဆိုင်ပေးဖို့လိုအပ်ပါတယ်။ကြမ်းပါ යි ။ ကျမကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစစိုးဝါးမရှိပါဘူးအဲအသွေးသားနဲ့ပတ်သက်တာလေးတွေအည်ပြားရားနာနဲ့ပတ်သက်တာလေးတွေတော့အနည်းငယ် အဲဖြစ်အားတက်တာမျိုးတွေဂျုံအားတက်တယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့တွေးတူးတွေးတက်ရှိတဲ့သူတွေအဲဆွမ်းနာလို့ပေါ့အမျိုးသမီးတွေဆိုရင်အမျိုးသမီးကျမကြီးနဲ့ပတ်သက်တဲ့အရာလေးတွေမှာအဲတတိထားစင်ကြင်ရလိုအပ်ပါတယ်သို့တော့ဆွဆွဝဝမရှိပါဘူးအကယ်၍ဒီကြမှာဆွဆွဝဝရှိလာပြီဆိုရင်မကောင်းတဲ့အတိုက်ခိုက်အတက်ပညာတွေကြောင့်ပညာရက်တွေကြောင့်ပြူစားနှောက်ချက်တိုက်ခိုက်ခြင်းကသာမိတ်ဆွေကိုဆွဆွဝဝဖြစ်စေနိုင်တဲ့အတွက်တော့အဲဒါမှမရှိရင်ဘာမှဆွဆွဝဝမရှိနိုင်ဘူးပေါ့ထို့ပြင်မိတ်ဆွေတို့အလောက်က အလုတ်ကိုင်းနဲ့ပတ်သက်ရင်စက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်စံစီစီစားစားသောက်ကုန်နဲ့ပတ်သက်တာတွေအဲဟိုဆရာလိုကစက်တင်လှုပ်ဆောင်လို့တဲ့အလုပ်တွေအကျိုးပေးပြီးတဲ့အခါအစုရှယ်ယာနဲ့ပတ်သက်တာမျိုးတွေညီအကိုမောင်နှမဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်ထူးထူးခြားခြားပဲအကူအညီကောင်းအကြံဉာဏ်ကောင်းတွေရရှိတတ်သောကာလဖြစ်တယ်နဂိုကလုပ်ငန်းကိန်းကနဲ့ပတ်သက်လို့အလုပ်တွေနဲ့ပတ်သက်ရင်တိုးချဲ့လှုပ်ဆောင်လို့တဲ့မိတ်ဆွေများအတိတ်တိုးချဲ့လှုပ်ဆောင်လို့ကောင်းပါတယ် ထို့ပြင်ပေါင်းစုစုဝေးလုပ်တဲ့အလုပ်တွေအစုရှယ်ယာနဲ့ပတ်သက်တာတွေမိဘမောင်နှမတွေနဲ့တိုင်ပင်နှီးနှောပြီးလှုပ်ဆောင်ရတဲ့အလုပ်တွေမှာဒီကြတဲ့အမြန်တန်ကိုအားသာကောင်းမှုပြီးတော့လက်တွေ့ကြကြအကောင့်ထဲပေါ်ပြီးတော့ဆောင်ရွက်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိတတ်သောအပတ်တာအပိုင်းခြားကာလဖြစ်တဲ့အတွက်လုပ်ငန်းကိုင်ကအလုပ်ကိစ္စမှန်သမျှကိုကိစ္စဝဝကိုပြီးပြတ်အောင်မိမိစိတ်ထဲမှာထင်တဲ့အရာတွေအတွေးခေါ်တွေ အဲလုပ်ငန်းနဲ့ပတ်သက်လို့ငါကအခက်အခဲအကြံကြာကြုံနေတော့ကိုယ့်ကိုခေါင်းအေးအေးလေးထားပြီးတွေးကြည့်ကြည့်လိုက်ပါငါဟာဘာတွေလိုအပ်နေတာလဲ။အော်ငါဒီနားမှာတော့ဒီစရင်လေးတော့ဆိုတာမျိုးကွတ္တီအေကာဒိဋ္ဌာကိုမလွဲပဲနဲ့စိတ်စေလို့ရမှာအောင်မြင်နိုင်တဲ့ကာလဖြစ်တဲ့အတွက်အင်္ဂါသတိမိတ်ဆွေတွေနဲ့အလုံးနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ရှေ့တူဆောင်ရလှုပ်ဆောင်ရင်အာသာချင်းကောင်းမှုချင်းတွေတိုးတက်နိုင်ပါလေခင်ဗျာ။ရာထူးလုပ်ငန်းကိုင်ကနဲ့ပတ်သက်ရင်တော့ နည်းနည်းလေးပြောရဆိုရတာခတ်နေတာမျိုးကြန့်ကြာနေတာမျိုးလေးတွေကြုံရတတ်တယ်ရာထူးတူလုပ်ငန်းတူတွေရဲ့အပြိုင်ဆိုင်လေးတွေကြောင်တော့နည်းနည်းလေးဟိုစိတ်ခဏခဏဖိအားတတ်တော့ကာလဖြစ်တယ်အထူးသဖြင့်ဒီအဖတ်တာတော့ဒီမှာစကားအများကြီးပြောတတ်တဲ့အင်္ဂါတွေအနေနဲ့စိတ်ချုပ်စရာစိတ်ပင်ပန်းစရာလေးတွေကြုံတဲ့အခါမှာဖြစ်နိုင်ရင်စိတ်စိတ်နေပြီးတော့ပဲငကူကလည်းစိတ်စိတ်နေတတ်တယ်သို့သော်စိတ်စိတ်နေပြီးတော့ပဲအမှန်တရားကိုစောင့်ဆိုင်းပြီးဖြည့်ရှင်းလိုက်ပါဆုံးဖြတ်ချက်တွေလက်တလုံးဆုံးဖြတ်ချက်တွေမိမိအနေနဲ့ဟိုဆွမ်းလာလို့ပေါ့ဟိုဝုံတိုင်းဒေါသနဲ့ပောက်ခွဲဆုံးဖြတ်ရမယ်လို့ လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တတိထားစင်ရင်ရတော့လိုအပ်သောအပတ်တာဖြစ်ပါတယ်။ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့လက်လွန်ထားတဲ့ငွေကြေးတွေပြန်လဲရရှိတတ်တယ်။လက်လွန်ထားတဲ့ငွေကြေးတွေနဲ့ပတ်သက်ရင်ပြန်လဲတောင်းလို့ရသောကာလဖြစ်တယ်။အထူးသဖြင့်အမွေကိစ္စတွေရရှိတတ်တယ်တို့ပြင်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာမထင်မှတ်ဘဲနဲ့ငွေကိစ္စတွေရရှိတာမျိုးလုံငွေနဲ့ရင်းငွေနဲ့ရရှိတာမျိုးကြုံရတတ်တယ်လို့ စက်ပစ္စည်းရင်ထဲပတ်သက်ပြီးတော့အဲဝင်လာတာမျိုးလေးတွေအတိရရှိတာမျိုးလေးတွေကြုံရတက်တယ်လို့ငကိုကတစ်ချိန်တစ်ခါကကိုကျေးဇူးပြုပဲဘူးတော့ပုံကိုယ်တွေသို့မဟုတ်ရင်ငကိုကကိုကမထင်မဖဲနဲ့ကူညီပေးဘူးတဲ့ပုံကိုယ်တွေနဲ့ပြန်လဲစုံစည်းပြီးတော့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာတတ်တော့အပတ္တာအပိုင်းခြားကာလဖြစ်တဲ့အရှိလူငယ်တွေအနေနဲ့အရှိရေးမှဆိုလက်ရှိကာလမှာအဲ သမီးသားများအနေနဲ့တော့အိမ်အောင်ပြုရန်စိတ်ဆက်ရန်အတွက်ဆိုရင်တော့ဖြစ်နိုင်လို့ရှိရင်လက်ရှိမှာတိုင်းမင်းရန်စိတ်ဆက်ရန်အတွက်တော့အားနည်းစေတော့ကာလဖြစ်တယ်။အဆက်အသွယ်ပြတ်နေသူများဟိုကတော့ပြန်လဲဆက်သွယ်ရရှိတတ်တယ်။အချိန်ရင်းနဲ့ပတ်သက်လာတဲ့အခါမိမိချစ်သောမြန်နိုးသောသူနဲ့ပြန်လဲဆုံစည်းရတာမျိုးသို့မဟုတ်ရင်အတိတ်ကရည်စားဟောင်းချစ်သူဟောင်းသမီးသားအဟောင်းနေနဲ့မိမိအရန်ချစ်သောခရကကိုကိုမျက်နှာလာပြီးတာမျိုးတွေကြောင့်ရည်စားတဲ့ချစ်သူတတ်တယ်ရရှိတတ်တာမျိုးတွေကြောင့်အတတ်တယ်။တဦးနဲ့တို့တယောက်နဲ့တယောက် မီးကြီးသားများအနေနဲ့ဆိုရင်တော့အိမ်အောင်ပြုရန်တိုင်ပင်ခါမှမိမိရဲ့ဟုတ်လားဟိုဆွမ်းနာလိုမိသားစုဝင်သို့မဟုတ်သူ့ရဲ့မိသားစုဝင်တွေနဲ့တဟဇာတာမတက်တာမျိုးတွေကြောင့်တမီးကြီးသားကြီးနဲ့ပတ်သက်လာတဲ့အခါလူကြီးမိဘတွေနဲ့တွေ့ပြရန်တော့တိုင်ပင်ရန်အတွက်တော့မကောင်းဘူးကျန်တာကတော့အဆက်အသွယ်ပြန်နေရင်ပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေဒီဂျုံကတက်တော့အပတ်တာဖြစ်တယ်အိမ်အောင်ကြီးအိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တော့ခုတ်ရတခြားခြားရတခြားဖြစ်နေတတ်တယ်အဲ အထူးသဖြင့်အိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာဝေးကွာနေသောကွဲနေသောသူများသို့မဟုတ်တဦးနဲ့တိုးတယောက်နဲ့တယောက်အကြောင်းအရာမျိုးစုံနဲ့ခွဲနေတဲ့မိတ်ဆွေများအဖို့ကတော့ကံကောင်းပါတယ်ဘာမှစိုးရိမ်စရာမရှိဘူးသို့တော့အတူရှိနေတဲ့မိတ်ဆွေများအဖို့ကတော့မထင်မှတ်ဘဲနဲ့ခွဲခွာရတာမျိုးလေးတွေမထင်မှတ်ဘဲနဲ့ ဟိုစွမ်းနာလို့ပေါ့ဟိုဟိုခရီးဝေးသွားတာမျိုးယာရုပြောင်းလို့နေရာထိုင်ခင်းပြောင်းလို့ဒါမျိုးလေးတွေကြောင်းတော့မိမိအိမ်နောက်ဘက်နဲ့ပတ်သက်ရင်အဲစွမ်းနာလို့ပေါ့ကျန်းမာရေးမကောင်းလို့အဆရှိတာမျိုးလေးနဲ့ပတ်သက်ပြီးတော့အိမ်နောက်ရင်းနဲ့ပတ်သက်လာရင်ခိတ္တခဏခွဲခွာရတာမျိုးလေးတွေကြုံရတတ်တယ်လို့ အဲဒီလိုမှမကြုံရဘူးဆိုရင်လည်းမိတ်ဆွေတို့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမိမိအိမ်တော်ဘက်ရဲ့စိတ်တော့ကအနှင်းငယ်ပေးမှုလေးတွေအကြောင်းဖြစ်စေသာသမီကိစ္စလေးတွေနဲ့ပတ်သက်ပြီးမိမိအိမ်တော်ဘက်နဲ့ညှိနှိုင်းမရတာမျိုးလေးတွေနားလည်းမပြီးနိုင်တာမျိုးလေးတွေကြောင့်တော့အိမ်တော်ဘက်အပေါ်မှာစိတ်အလိုမကျစိတ်ထင်ငေါ်မှုလေးတွေစိတ်တိုင်းမကျစီတော့အချက်လေးတွေတွေ့ရပါတယ် တိုးတော့ဘာမှတော့စိုးရိမ်စရာမလိုဘူးအဲမိတ်ဆွေတို့အနေနဲ့ဒါလေးကိုတော့စိုးရိမ်စရာမလိုဘူးဆိုပေမဲ့မိတ်ဆွေတို့အနေနဲ့မတိုင်မင်လို့လက်တချို့ကိစ္စတွေကမရတဲ့အတွက်တော့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်အချိန်နေတဲ့အချိန်ခါနဲ့အခွင့်အလမ်းကောင်းကိုကြည့်ပြောဖို့တော့လိုအပ်ကြောင်းထပ်လောင်းမှကြားလိုက်ပါရစေပညာရေးပညာရေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးမိတ်ဆွေတွေလျှက်ရှိမှနည်းနည်းလေးတတိထားရန်လိုအပ်ပါတယ်မချမ်းပါနဲ့မလောပါနဲ့ ရရင်လို့ရင်အဲမိမိအနေနဲ့ဟိုနံပါတ်1တအတ္တမားတာမျိုးတွေမဖြစ်စေနဲ့ပညာရေးနဲ့ပတ်သက်လာရင်အခက်ရွေးမှာမိတ်ဆွေအနေနဲ့ပညာရေးနဲ့ပတ်သက်လာပြီးတဲ့အခါကံစတာအားကောင်းစီရန်တို့တိုးတက်ဇေယံတို့ဆိုလို့ရှိရင်တော့ခင်ဗျာနော်မိတ်ဆွေတို့အနေနဲ့မိမိရဲ့ဟလာမိမိစောင့်မှုပဲမဖြစ်ခင်မှာမိမိအိမ်အတွင်းမိမိအဆောင်အတွင်းကအပေါက်ကိုပေါ့နော်တခြားလေးလက်ကြည့်ပြီးတော့နောက်ပြန် သုံးလန်းတိတိဆုတ်ပြီးတော့အရှံဘက်ကိုနောက်ပြန်သုံးလန်းတိတိဆုတ်ပြီးတော့နော်အညံ့မှန်သမျှပျောက်စီအောင်ဟုတ်လားအညံ့မှန်သမျှပျောက်စီအောင်အောင်ပြီးဆိုပြီးရွတ်ရော်နော်ဟိုဆူတောင်းပြီးတော့ကောင်းတဲ့သဘောလေးနဲ့အညံ့မှန်သမျှကင်းစီအညံ့မှန်သမျှပျောက်စီသို့မဟုတ်အညံ့နေဟာกินပြီးတော့အောင်ပြီးဆိုတဲ့အထိပ္ပယ်လေးကိုစောင်းပြီးတော့မိတ်ဆွေတို့ရဲ့ပညာရေးကိစ္စလုပ်ငန်းကိစ္စယာတူးထိုင်ငန်းနေရာထံကရာကိစ္စတွေကိုစောင်းပြတ်ဆုံးရရင်တော့အင်္ဂါသားမိတ်ဆွေများအဖို့တိတိတသာကံအညံ့ကနေအကောင်းကိုပူပြောင်းလာမှအသေးချာပဲဖြစ်တယ်ခင်ဗျာဒါကြောင့်မိတ်ဆွေတို့အနေနဲ့ ဒီအပ္ပတ္ထတော်တွေ့မှာဆိုရင်ဒီပ္ပတ္ထတော်တွေ့မှာဆိုရင် လုပ်ငန်းခိုင်ခံအလုပ်နဲ့ပတ်သက်လာတဲ့အခါမိတ်ဆွေအပေါင်းအသင်းအဟောင်းအနေနဲ့ပတ်သက်ပြီးတော့ပြန်လဲစုံစည်းရတတ်တယ်မိတ်ဆွေအသက်တွေနဲ့ပတ်သက်လာရင်တော့အရာရာကိုတတိထားဆင်ခြင်ရလိုအပ်တယ်ဆွေမျိုးသားချင်းကိစ္စဆက်ပစ္စည်းကိစ္စစားတော့ကုန်ကိစ္စစတင်လှုပ်ဆောင်လို့တဲ့ကိစ္စတွေအစုဆယ်ရာလုပ်ငန်းတွေနဲ့ပတ်သက်လာရင်ခြေတို့ဆောင်ရလှုပ်ဆောင်မှာ အကျိုးပေးပါတယ်အလောင်းစားနဲ့ပတ်သက်လာရင်တော့ကျွေတလဲကြက်တခုဖြစ်လာတာမျိုးတော့ဟုတ်လားဟိုရေလိုင်းတစ်ဖွဲပဲ50 50ပဲအလောင်းစားနဲ့ပတ်သက်တာမျိုးအပျော်ပါနဲ့ပတ်သက်လာတဲ့အခါတယောက်နဲ့တယောက်တူနဲ့တူတော့နိုင်ပြင်းမြင့်တုံဖြစ်တတ်တယ်ဒီလိုရှင်နေမျိုးကိုကြုံလို့ရှင်အရန်ကြီးတတိထားဖို့လိုအပ်တာပေါ့ဆိုလိုတာကပုံကနေယုံကနေလောရမယ့်အလုပ်တည်းအလောင်းစားနဲ့ပတ်သက်ငွေကိုဖြက်လန်းနည်းနဲ့လိုက်တာမျိုးလေးတွေရအင်မတန်ကိုအားနည်းစေတော့အပတ်တာပိုင်းခြားကာလဖြစ်ပါတယ်မိမိရည်ရွယ်ထားသောမျှော်လင့်ထားသောရည်မှန်းချက်တွေပြည့်ဝလာမယ့်ကံမျိုးဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ မိမိရဲ့ပါဝင်ခြင်းမှာမိမိကိုတပုတ်လေးလွင်ပြောတာမျိုးလူမွေးကိစ္စအဖျက်လေးတွေကြုံရတတ်တဲ့အတွက်လုပ်ငန်းရာတို့နဲ့ပတ်သက်ရင်သတိထားဆင်ခြင်ရတော့လူအကြောင်းထပ်လောင်းပြောလိုက်ပါရစေခင်ဗျာငွေကြေးနဲ့ပတ်သက်လာရင်မတင်မဖဲနဲ့မိမိရဲ့ဟိုအိမ်တော်ဘက်ကနေဖြစ်စေမိမိရဲ့အမွေကိစ္စကနေဖြစ်စေဝင်ဝေးဝင်လာတတ်တဲ့ငွေကြေးနဲ့ပတ်သက်ရင်တော့ဒီကြတဲ့ဘလောက်ပဲအခက်အခဲရှိရှိပြန်လဲပြီးတော့အဆင်ပြေလာတာမျိုးတွေဖြစ်ရတတ်တယ်လို့လက်လွန်ထားသောငွေကြေးတွေပြန်လဲရရှိတတ်တယ်သမီးကြီးသားများအနေနဲ့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်အိမ်တော်ပြည့်ရန်စိတ်ဆက်တိုင်မြင်တာမျိုးလေးတွေညံ့တယ် လူငယ်များတော့မိမိတို့ချစ်တော်မြတ်လို့တော့ခရစ်တရားပြန်လဲပြီးတော့အရှင်ကြီးမှာမေတ္တာကြီးမှာပြန်လဲပြီးတော့ကိုယ့်ဘောစိတ်လဲလာတတ်တယ်အဲထို့အပြင်မိတ်ဆွေတို့နေနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တော့အဲမိမိကစိတ်လျှော့လိုက်တာမှာ မသွားတော့ဘူးလို့ထင်တဲ့အရာတွေမှာစိတ်ချောလိုက်ကမှမထင်မဖဲနဲ့အသက်ပြန်ဝင်ပြီးတော့သွားရတာမျိုးတွေဖြစ်ရတတ်တယ်လို့အရင်ကြီးစိတ်ဆန္ဒပြင်းပြနေတဲ့အလုပ်တွေဆိုရင်လည်းတခုမဟုတ်တခုကြံ့ကြာတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်အရင်ကြီးမျော်လင့်မထားဖို့လည်းလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေသို့တော့စိတ်ချောလိုက်ခါမှရရှိလာတတ်တဲ့ကံလေးတွေလည်းတွေ့ရပါတယ်ဒီအပတ်တာတော့ဒီမှာဆိုရင်အင်္ဂါသမီးမိတ်ဆွေတွေနဲ့အကျိုးပေးသောအရာအနေနဲ့ဆိုရင်အနီရောက်ခဲရောက် ကြက်သွေးရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်။သတိထားစင်ရမယ့်အကြောင်းကတော့အစိမ်းရောင်ဖြစ်ပါတယ်။အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့တစ်ကဏ္ဍ၊ချစ်ကဏ္ဍ၊သုံးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့သတိထားစင်ရမယ့်ကဏ္ဍကတော့0ကဏ္ဍ၊၁၀ပြည့်ရာပြည့်ထောင်ပြည့်ကဏ္ဍတွေကိုသတိထားစင်ပေးပါ။အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ ဒီရက်လတွင်မှာ29ရက်နဲ့28ရက်နှစ်ရက်ကိုတော့တတိထားဆင်ញင်ဆောင်ရွက်ရန်လိုအပ်ပါတယ်မိတ်ဆွေတို့ရဲ့ကံကိုညံ့တတ်တယ်ကောင်းပြီအဆက်ဆက်ရရအစဉ်ပြေစီရန်လိုရာမှုပြုမှုဆောင်ရွက်တိုင်းမှာမြတ်စွာဘုရားမှာအောင်တပြေကိုးခတ်လူပြီးလိုရာကိုစုတောင်းရင်အောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့အင်္ဂါသာသမီးမိတ်ဆွေတွေအားလုံးမတ်လနောက်ဆုံးပတ်တွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်ကြပါစေဆရာငယ်ပါဆရာမိတ်ဆွေတွေအားလုံးအစဉ်ပြေကြပါစေ